မင်္ဂလာပါရှင်။ဆိုင်ကန်ဆာနဲ့ဆက်ဆက်တဲ့စားတောက်တွေကြောင့်ကျဲမြင့်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ အစာရင်ကန်ဆာကိုဖြစ်စေတတ်တဲ့အစာတောက်လေးတွေကတော့အကင်နေပေါ့နော်အဓိကအကင်နေပါမယ်နောက်ရန်စိမ့်နေနဲ့အစာသွတ်ထားတဲ့ဝက်ဥချောင်းချက်ဥချောင်းတွေပါမယ်နောက်ပြီးတော့ငယ်နဲ့အစာတောက်တွေပေါ့နော်ငပိငချောက်ငယ်နေစားရိတ်သိထားတဲ့အစာတောက်တွေနောက်ပြီးတဲ့အခါကျ ready made တွေစီတုဘူးတို့အချင်းပေါက်ထားတဲ့အသီးတွေအရွက်တွေပေါ့နော်နောက်ပြီးအပြင်စာတွေအပြင်စာဒါတော့အကုန်လုံးသိပြီးသားပါ H pylori ဆိုတဲ့အစာရင်ယောဂအစာရင်ရောင်တဲ့ယောဂကိုဖြစ်စေတတ်တဲ့အစာရင်နာဖြစ်စေတတ်တဲ့ယောဂပိုးပေါ့နော်အဲ့ဒီပိုးလေးကတော့အစာရင်ကန်ဆာဖြစ်တဲ့နေရာမှာသူက ိကကျတဲ့နေရာမှာအခန်းကဏ္ဍမှာပါဝင်ပါတယ်အဲ့ဒီတော့ရှောင်းတင်းတဲ့စားတောက်လေးတွေကတော့ခုနပြောထားတဲ့ပေါ့နော်အကင်းတွေပါမယ်တရှိခံလုပ်ထားတဲ့စားတောက်လေးတွေပါမယ်စီတူပူးတွေပါမယ်အပူတွေအဆက်တွေဒါရတဲ့အစာရင်နာကိုဖြစ်စေလို့အစာရင်ရောင်နာဖြစ်စေတဲ့အစာရင်ကင်ဆာလည်းဖြစ်စေပါတယ်နောက်တစ်ခုကအရက်ပြာတောက်တာလေးတွေ gas တို့ဆိုတာပါတဲ့အေးအေးတွေပေါ့နော်အဲ့ဒါတွေကလည်းရှောင်းတင်းတဲ့စားတောက်လေးတွေမှာပါပါတယ် ဲ့ဒီတော့စားတဲ့နဲ့စားတော့လေးရတော့ရှင်းပါတယ်ရှင်လက်ဆက်တဲ့အသီးနှံနေအမြန်တက်ကျွယ်ွားတဲ့ဟင်းသီးရွက်တွေပေါ့နော်အဓိကသူ့ရဲ့အဓိကအချက်ကကြတော့ကျမတို့ပေါ့နော်အစာကိုနည်း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 နဲ့ခဏခဏစားပြီးချင်းကအစာအများကြီးဖိုက်တင်းအောင် စားပြီးရပါတော့တစ်ခါရင်းနဲ့အများကြီးစားလိုက်တာတဲ့ပိုးပြီးကောင်းတယ်သူကနည်း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 နဲ့ခဏခဏစားပြီးချင်းအသင့်တော်ဆုံးသောစားသောက်မှုပုံစံလေးဖြစ်ပါတယ် ကိုလက်လေးချင်ငန်းလေးပုံမှန်လုပ်ပေးခြင်းရလဲဆိုင်ကန်စာဖြစ်တဲ့ရာဂိုင်နှုန်းကို19ရာဂိုင်နှုန်းထိကောက်ွယ်ပေးတဲ့အတွက်ကြောင့်မလို့လေးချင်ငန်းလုပ်ပေးခြင်းအဖြစ်လဲဆိုင်ကန်စာကိုကောက်ွယ်ရလဲရောက်ပါရဲ့ရှင်အားလုံးမဲ့ကျမ်းမာတစ်ခါနဲ့ပြည့်စုံကြပါစေရှင်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးများ၏တင်ပါတယ်